မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အထူးတကားဆက်လက်လေ့လာကြမှာကတော့ကောလတဲအော်ဝါရာစာရဲ့အခန်းကြီး၄အဲနောက်ဆုံးအခန်းမနော်ဟုတ်ကဲ့မင်္ဂလာပါအခန်းကြီး၃မှာကခရစ်တော်ထေကအသက်တာသက်ကိုဘယ်လိုလက်တွေ့ကျင့်သုံးမလဲဆိုတာတွေကိုအဓိကပြောခဲ့တာဆိုတော့ဒီအခန်း၄မှာကအဲ့ဒါကိုပဲဆက်ပြီးတော့อืมပိုကျေပြန့်တဲ့အတိုင်းဝိုင်းနဲ့ဆက်ဆံရေးဘက်ကိုဥတီသွားတယ်လို့ဆိုရမယ်ထင်ပါတယ်ဟုတ်ပါတယ်မှန်ပါတယ်ကျွန်တော်တို့ဒီနေ့ဆွေးနွေးကြမယ့်အဓိကရည်ချက်ကတော့ the wise believers ကပြုစုထားတဲ့အချက်လက်တွေကိုအခြေခံပြီးတော့ဗောလေကောလောသဲအခန်းကြီး၄မှာ ရှင်ပေါလုအလေးပေးထားတဲ့အဲဆူတောင်းခြင်းပြီးတော့လောကသားတွေနဲ့ပညာရှိရှိဘလို့ဆက်ဆံမလဲခရစ်ယာန်အချင်းချင်းဘလို့ထောက်ပံ့မလဲစတဲ့လက်တွေ့ကြတဲ့တွင်တွင်ချက်တွေအနှစ်သာရကိုနားလည်ဖို့ပါပဲကဲစိတ်ဝင်စားကြတယ်အများကြီးပဲစားလိုက်ကြအောင်ဟုတ်ကဲ့ဒီအခန်းလေးကရှေ့အခန်းထဲမှာတော်တော်ခိုင်ခိုင်မာမာတည်ဆောက်ခဲ့တဲ့ဟိုခရစ်တော်ရဲ့အထွတ်ထိပ်ဖြစ်ခြင်းတို့ ကျွန်တော်တို့ရဲ့ပြည်စုံချင်းတို့ဆွဲ theory တွေကိုနေ့စဉ်ဘဝထဲမှာဘလို့လက်တွေ့ကျင့်သုံးမလဲဆိုတာကိုအဓိကချိတ်ဆက်ပေးတာပါဆိုတော့လေအပိုင်းထုံးပိုက်လောက်ခွဲကြည့်လို့ရပါတယ်အဲဆက်ပေးတဲ့အထူးသွင်တင်ချက်တွေအခန်းငယ်ချစ်ကနေ6ပေါ့ပြီးတော့ကိုကြီးကိုတာတရင်စကားနဲ့မိတ်ဆက်တာတွေအခန်းငယ်9ကနေ2နောက်ဆုံးကတော့ဟိုမိတ်ဆွေအပေါင်းအသင်းတွေဆီကနှုတ်ဆက်စကားတွေရဲ့နောက်ဆုံးတိုက်တွန်းချက်တွေရဲ့အခန်းငယ်10ကနေ18အထိပေါ့အဲ့လိုတွေ့ရမှာပါဟုတ်ကဲ့ဆဆချင်းအခန်းငယ်တကူကြည့်လိုက်ရင် အခန်းကြီး3က ျွန်တော်သခင်ဆက်ဆံကြီးရဲ့အဆက်လို့ပြောလို့ရမယ်ထင်တယ်နော်သခင်တွေအလူရှင်တွေကိုသူတို့လက်အောက်ကလူတွေကိုအဲတရားမြတ်တာစွာတင့်နေလျောက်ပါစွာဆက်ဆံဖို့ပေါ့ဟုတ်ပါတယ်ဘာကြောင့်လဲဆိုတော့အကြောင်းပြချက်ကသူတို့ကိုယ်တိုင်မှာလေကောင်းကင်မှာသခင်တပါရှိနေတယ်ဆိုတာကိုတတိယဖို့ပြန်ညွှန်ထားတယ်ဒါကလူမှုဆက်ဆံကြီးနယ်ပယ်တိုင်းမှာယုံကြည်ခြင်းကတည်ရမှုရှိနေရမယ်ဆိုတော့ပြတာပဲနော်အမှန်မဲအဲ့ဒီနောက်မှာတော့ချက်ချင်းမဲ့ အဓိကအကြောင်းအရာတစ်ခုဖြစ်တဲ့စွတ်တောင်းခြင်းကိုဥတီသွားရတွေ့ရတယ်။အခန်းငယ်နှစ်ကနေလင်းပါလေစွတ်တောင်းခြင်း၌ခန့်ခန့်မြဲမြဲနေကြတော့ဂျေစုတော်ကိုတည်သောစိတ်နဲ့စွတ်တောင်းလက်ဆောင်နေကြတော့ဆိုပြီးတိုက်တွန်းထားတာ။အင်းဒီနေရာမှာသကလုံးသုံးလုံးတည်ထားမိတယ်။ခန့်ခန့်မြဲမြဲနေခြင်းစောင့်နေခြင်းဒါမှမဟုတ်နိုးကြခြင်းကိုလေပြီးတော့ဂျေစုတော်ကိုတည်ခြင်းဒီအချက်သုံးချက်နဲ့စွတ်တောင်းဖို့ပြောထားတာကတော်တော်စိတ်ဝင်စားစရာကောင်းတယ်။ဟုတ်တယ်နော်။ ဆူတောင်းတာကိုပေါ်ပေါ်ဆဆမို့ပဲအလေးနဲ့ထားဖို့ပြီးတော့ဝိညာဉ်ရေးရာမှာနူးနိုးချာချာရှိဖို့ဖះရဲ့ကောင်းမြတ်ခြင်းကိုလည်းအမြင်အမှတ်ရနိုင်ဖို့လိုတယ်ဆိုတဲ့သဘောမျိုးတက်ရောက်တယ်နော်ပြည့်ရကြတောင်းဆိုတာလေဟုတ်ကိုရေးကိုတာလွှဲချိုက်တော့မဟုတ်ဘူးအခန်းငယ်၃မှာလေဖះသခင်သည်ငါတို့ဟောပြောစီရအခွင့်တကားကိုဖွင့်လွန်မှုမိအကြောင်းငါတို့ဖို့ဆူတောင်းကြလော့ဆိုပြီးတော့ဆိုလိုတာကဧဝံဂေလိတရားဟောပြောဖို့အခွင့်လန်းရဖို့ အဲ့ဒီတကားဖွင့်ဖို့ဆူတောက်ခိုင်းတာဒါကသူ့ရဲ့ဦးစားပေးကဘာလဲဆိုတာရှင်းနေတာပဲအချင်းကြားနေမဲ့တောင်းသူစိတ်ထဲမှာအဓိကကအီဝန်ဂေလိတရားဟောဖို့ပဲဖြစ်နေတာဟုတ်ပါတယ်ခရစ်တိုရဲ့နည်းနည်းတဲ့အရာအီဝန်ဂေလိတရားကိုရှင်းရှင်းလင်းလင်းပြဟောပြနိုင်ဖို့အဲ့ဒါကိုပဲအဓိကထားနေတာဒါကြောင့်မို့လို့ရေပေးဆူတောက်ချစ်အပြင်အဲအီဝန်ဂေလိလုပ်ငန်းအတွက် ဖျားနိုင်တာတော့သူတိတန်ကြီးမန်းဒီစူတောင်းရင်ကဘတော့အရေးကြီးလဲဆိုတာဒီနေ့သင်ယူလိုက်ရတာပေါ့ကို့အတွက်ထက်အများအတွက်စူတောင်းခြင်းမျိုးပေါ့လေဟုတ်ကဲ့စူတောင်းခြင်းအကြောင်းပြောပြီးတော့အခန်းငယ်9နဲ့6မှာ အပြင်းလူတွေအဲယုံကြည်သူမဟုတ်သေးတဲ့သူတွေနဲ့ဆက်ဆံရေးကိုဆက်ပြောပြန်ရောပြင်ပလူလူနဲ့ဆက်ဆံတော့အခါပညာရှိစွာကျင့်ဆောင်တော့အခွင့်ကောင်းကို အသုံးပြုကြလော့တယ်အဲ့ဒီအခွင့်ကောင်းကိုအသုံးပြုခြင်းဆိုတာလေနည်းနည်းတော့ပူရှင်းပြပေးပါလားခင်ဗျာ ဒါကအချင်းကိုကောင်းကောင်းစီမံတာမျိုးလားတာမမောက်အခွင့်အရေးကိုစောင့်ဖားတာမျိုးလားဘလို့သဘောလဲအေးကောင်းတဲ့မေးခွန်းမှာပဲအဲ့ဒါကလေအချင်းကိုကောင်းကောင်းစီမံတာထက်နည်းနည်းပိုနည်းနည်းပါတယ်မူရင်းစကလုံးရဲ့အတဲ့ဘဲကဝယ်ယူခြင်းဒါမှမဟုတ်ပြန်လဲရွေးနှုတ်ခြင်းလို့ဆိုလိုတယ်လေဆိုတော့ဟုတ်ကဲ့ကိရေကိုအ गे ခတ်တတ်ဖို့မှန်ကန်တဲ့အချင်းမှာမှန်ကန်တဲ့အရာကိုလှုပ်ဆောင်တတ်ဖို့လိုတယ်ပေါ့ဩဟုတ်ကဲ့ဟုတ်ကဲ့ ဒါဆိုရင်အခန်းငယ်6မှာဆက်ပြောထားတဲ့တင်းတူဤစကားဒီအစမပြည့်ဂျေဇူးတရားနဲ့ပြည့်စုံ၍စားနံနေထားတကယ်ဆိုဖြစ်စေလော့ဆိုတာကအဲ့ဒီပညာရှိစွာကျင့်ဆောင်ခြင်းတစိတ်တပိုင်းဖြစ်သွားတော့ပါနော်ဒီစားနဲ့နေထားသလိုဆိုတာကောဘလူမျိုးလဲဟုတ်ပါတယ်အဲ့ဒါကနတ်ပိုင်းလိုဖြစ်နေတာဗောနော်ဂျေဇူးတရားနဲ့ပြည့်စုံခြင်းဆိုတာကတော့ကိုယ်စကားမှာဂျန်တန်းတာတွေသူများကိုစီရင်တာတွေမပါဘဲနဲ့ဖျားသခင်မိတာနဲ့ကရုဏာကိုထင်ဟနိုင်ဖို့လိုတယ်ဆိုတာမျိုးဗော อืมဟုတ်ကဲ့သားနဲ့နေထားသလိုဖြစ်ရမယ်ဆိုတာကတော့အရှုထောင် မခုလောက်စဉ်းစားလို့ရမယ်ထင်တယ်။တခုကစားကအစားအစာကိုအရသာပိုရှိစေလို့ကိုယ်စကားကနားထောင်တဲ့သူအတွက်နားဝင်ချိုပြီးနှလို့ဝယ်ဖစ်တဲ့နေပေါ့။ဟုတ်။နောက်တစ်ခုကစားကပုတ်တိုးခြင်းကနေကကွယ်တယ်လေ။အဲ့ဒီလိုပဲကိုယ်စကားကအကျင့်ပြပြားစေမယ့်အရာတွေအတဲ့ပဲမရှိတဲ့လေပေါ်ပေါ်တွေမဟုတ်ဘဲနဲ့နားထောင်သူအတွက်အကျိုးရှိပြီးမှန်ကန်တဲ့လမ်းညွှန်မှုပေးနိုင်ရမယ်ဆိုတဲ့သဘောလည်းပါတယ်။ အရေးကြီးဆုံးအချက်ကအဆုံးပါပါတယ်အဘယ်တော့ပြန်ပြောရမည်ကိုသိနိုင်မည်အကြောင်းနဲ့ဆိုလိုတာကအဖြေကတသမတ်တည်းမဟုတ်ဘူးလူတယောက်ခင်းစီရဲ့အခြေအနေသူ့ရဲ့မြင်ဟွန်းအလိုက်တင့်တော်တဲ့ထိရောက်တဲ့ဂျေဇူးတရားလက်ပါတဲ့အဖြေမျိုးကိုပေးနိုင်အောင်ပြင်ဆင်ထားရမယ်ဆိုတာမျိုးပေါ့ဒါကတော်တော်လေးလက်တွေ့ကြပြီးစဉ်းစားစရာပဲတကယ်ကိုလက်တွေ့ကြပါပဲအဲ့ဒီတုံတင်ချက်တွေပေးပြီးတော့ရှင်ဘောလူကအကြောင်းအရာကိုဟိုကိုရေးကိုတာဘတ်တို့ရောက်သွားတယ်နော်အခန်းငယ်9ကနေခွင့်နဲ့မှာဆိုရင်ဒုခိကုနဲ့ အော်နေတိမှုအကြောင်းတွေ့ရလဲဒုခိကုကိုတော့ချစ်တော်ညီတစ္ဆာရှိသော အမှုဆောင်သခင်ပြားနဲ့ငါနဲ့အတူအစီခံကြံဆိုပြီးအင်မတန်ကောင်းတဲ့ဂုဏ်ပုတင်နဲ့မိတ်ဆက်ထားတယ်သူအချင်းဒီသေးစိတ်ကိုပြောပြဖို့အားပေးဖို့ဆေလွတ်လိုက်ကြလို့ဆိုထားလဲဟုတ်ပါတယ်သူခိကုကရှင်ဘော်လူရဲ့စိတ်ချယုံကြည်ရတဲ့တည်ငှ့ပို့အယူလုပ်တဲ့သူအသင်းတော်တွေကိုအားပေးတဲ့တမန်အဖြစ်အကျဉ်းချင်းတုံးတာတွေ့ရတယ်လေ ဒါပေမဲ့ဒီနေရာမှာပို့ပြီးတော့ထင်ရှားပြီးအံ့ဩစရာကောင်းတဲ့တော်လန်တယ်လို့တောင်ပြောလို့ရတယ်မိဆက်ချင်းကအော်နေတိမှုပဲဟုတ်အော်နေတိမှုဟုတ်ဖီလဲမုံစီကထွက်ပြေးခဲ့တဲ့ကျွမ်းဟောင်းအော်နေတိမှုကိုလေတစ္ဆာရှိပြချက်တော်ကြီးတင်တော့အထဲကဖြစ်တော်သူလို့မိဆက်လိုက်တာက တကယ်အစွမ်းထက်တယ်နော်အဲ့ဒီခေရဲ့လူမှုအစင်တန်းအရာကျွန်တယောက်ကိုညီအဖြစ်နဲ့အတင်းတော်ရဲ့တန်းတူကြီးတူအစိတ်ပိုက်ရဖြစ်ဒီလိုတရားဝင်ကြီးမိတ်ဆက်ပေးလိုက်တာကခစ်လော်နဲ့ရရှိတဲ့တန်းတူညီမြမှုနဲ့ပြောင်းလဲခြင်းတရားရဲ့အခုံးဆုံးသက်တယ်ပဲဒါကရှေ့မှာပြောခဲ့တဲ့အတ္တတာသက်ရဲ့လက်တွေ့တယုတ်ဖော်မှုတစ်ခုလို့ပြောလို့ရတယ်ဒီအချက်ကတကယ်အားရစရာပဲဗျာခရစ်တော်ကလူမှုရေးအထာစီတွေကိုဘလို့ဖြုတ်ဖြတ်ပစ်လိုက်လဲဆိုတာကောင်းကောင်းမြင်နာစေတယ် အခန်းငယ်ဆိုင်ကနေဆက်ပြီးတော့နှုတ်ဆက်စကားပါလိုက်တဲ့မိဆွေတွေရဲ့နာမည်စင်းကလည်းတော်တော်ရှည်တယ်နော်ဒီစီရင်ကြီးကနေတော့ကျွန်တော်တို့ဘာဒီထုံနှုတ်တင်ယူလို့ရနိုင်မလဲခင်ဗျာอืมဒီနာမည်စင်းရင်ကလည်းပထမရာစုအသင်းတော်တွေကြားတဲ့ကဆက်နွယ်မှု အချင်းချင်းထောက်ပံ့မှုတွင်ရက်ကဘလောက်အေးပါလဲဆိုတော့ကွက်ကွက်ကွင်းကွင်းဖော်ပြနေတာပါကြီးကြီးလေးပထမ၃ယောက်အေးတာခုပေါ်လို့နဲ့အတူအချင်းကြားခံနေရသူတယ် မာကုဘာနဝရဲ့အတူအရင်ကပေါ်လူနဲ့ခီးစင်မှာအဆင်မပြေဖြစ်ခဲ့ပေမဲ့အခုပြန်လဲတင်မြက်ပြီးဓမ္မအမှုမှာသုံးဝင်လာလဲဆိုတာတွေ့ရတယ်ဒါကပြန်လဲတိဆော့ချင်းရဲ့တာသကအကောင်းတစ်ခုမယ်နော်ပြီးတော့ YouTube အမီရှိယေရှုဒီ၃ယောက်ကဂျူးနောက်ခံယုံကြည်သူတွေထဲကပေါ်လူရဲ့လွတ်ဖော်ဆောင်ဘက်ယင်းင်းနဲ့သူတွေဖြစ်တယ်လို့ဆိုထားတယ်ဟုတ်ကဲ့ပြီးတော့လေထူးထူးခြားခြားဖော်ပြခံရတဲ့တယောက်ရှိသေးတယ်အိဖရက်သူကကော်လော့တဲမြူသားပဲ ကိုမျိုးကယုံကြည်သူတွေဖျားသခင်ရဲ့အလိုတော်ရှိသမျှ၌စုံလင်လေးအကွန်စင်နားလည်လျက်တည်ကြည်မြဲအကြောင်းနဲ့အမြဲတစေပြင်းပထန်ထန်ကြိုးစားပြီးဆူတောင်းပေးနေတဲ့သူဖြစ်တယ်လို့ဖော်ပြတယ်။သူ့ရဲ့ဆူတောင်းပုံကအလွန်စရာပဲ။ဒီလိုကိုအတိုင်းဝိုင်းရဲ့ဥယျာဉ်ကြီးယုံကြည်မှုတော့စိတ်နှလုံးအပြည့်နဲ့ဆူတောင်းပေးတတ်တဲ့စံနမူနာကတကယ်ကိုအားကျစရာတမိုးထစရာပဲ။ဟုတ်ပါ။သူ့ဆူတောင်းချက်ကရေပူရဲမဟုတ်ပဲတိကျတဲ့ရေမှန်းချက်နဲ့ တကယ်ဆရာထက်တန်မှုပါတာကိုတွေ့ရတယ်ဗျကိုအတင်းတော့ကိုဖွဲ့စည်းတော့ဒီလိုမျိုးစုထောင်းပေးဖို့တတိပေးနေတယ်လို့ပဲနော်တီးအကြပဲစကြည်ရင်လူကာရှိမယ်ချစ်တော်တမန်တော်လိုရိုးရိုးလေးပဲဖော်ပြထားပါမယ်ဧဝံဂေလိကျမ်းနဲ့တမန်တော်ဝတ္ထုကိုရေးခဲ့တဲ့သူဆိုတော့လေပြီးတော့ဒေမာဆိုတာပါတယ်သူ့ကိုတော့ဒီမှာရိုးရိုးပဲနှုတ်ဆက်ပေမယ်နောက်ပိုင်းတိမိုသေဒုတိယဆောင်မှာလောကကိုချစ်လို့ပေါလိုကိုစွန့်ခွာသွားခဲ့တယ်ဆိုတာသိထားတော့နည်းနည်းတော့ဝါနဲ့เสียအတွေးလေးဝင်စေတာပေါ့ဟုတ် နောက်တစ်ခုစိတ်ဝင်စားစရာကလော်ဒီကီမိုကအတင်းတော်ကိုနှုတ်ဆက်ခိုင်းတယ်ပြီးတော့နွန်ဖာဆိုတဲ့သူနဲ့သူ့အိမ်မှာစူဝေးတဲ့အတင်းတော်ငယ်ကိုလည်းနှုတ်ဆက်ခိုင်းတာဒါကအဲ့ဒီခေတ်ကအတင်းတော်တွေကအများစုကအိမ်ဒီမှာပဲစူဝေးကြတယ်ဆိုတဲ့အချက်ကိုထပ်ပြီးအတည်ပြုပေးတာပေါ့ဟုတ်ကဲ့ပိုပြီးအရေးကြီးတာတစ်ခုကလေကော်လိုသင်းမှာဒီစာကိုဖတ်ပြီးရင်လော်ဒီကီကိုပို့ပေးပြီးဖတ်ခိုင်းဖို့ပြီးတော့လော်ဒီကီကစာကိုလည်းကော်လိုသင်းမှာပြန်ဖတ်ကြဖို့မာတာပဲဟုတ်လားတကအော်လာစာတွေကတမျိုးတည်းတော့အုပ်စုတဲ့အတွက်ပဲမဟုတ်ပဲ အတင်းတော်တွေကြားမှာဝေမျှဖတ်ရှုဖို့အပြန်လန်တင်ယူဖို့ရည်ရွယ်ခဲ့တယ်ဆိုတာကို ပြနေတာပေါ့နော်စိတ်ဝင်စားစရာပဲဟုတ်ပါတယ်အတင်းတော်တွေကြားကဆက်သွယ်မှုနဲ့ဝိညာဉ်ရဝေမျှမှုကိုပြတာပေါ့အခန်းငယ်16မှာအယုခိပူကိုတီးတံမထားတာတခုပါတယ်နော်သခင်ဖျား၌တင်ခံရသော အမှုတော်ကိုစိစိဆောင်ရှောင်လော့ဆိုပြီးတော့ဒါကဘလို့တဘောမျိုးလဲခင်ဗျာသူတခုခုလိုဝနေလို့အတိုင်းဝိုင်းကနေတတိပေးတာမျိုးလား mm ဒါကအတိုင်းအဝိုင်းအတွင်းမှာ အချင်းချင်းတာဝန်ခံမှု အားပေးတက်မှတ်မှုရှိတဲ့သဘောကိုပြတယ်လို့ယူဆရပါတယ်အဲ့ဒီခိုင်ဖို့ဟာအမှုတော်ဆောင်တူဖြစ်နိုင်ပြီးတော့လေသူ့ကိုပော့ဆက်မှုမရှိဘဲနဲ့ဖျားဖခင်ပေးအပ်ထားတဲ့တောင်းဝင်ကို အပြည့်ဝထမ်းဆောင်ဖို့အတင်းတော်ကနေတဆင့်တရီပေးတိုက်တွန်းခိုင်းတာမျိုးဖြစ်နိုင်ပါတယ် တာကအပစ်တင်တာအားနဲ့ချက် ထောက်ပြတာထက်အားပေးတိုက်တွန်းတဲ့သဘောပေါ်ဆောင်နိုင်ပါတယ်။ယုံကြည်သူတွေဟာတယောက်တည်းတီးခြားရက်တည်နေတာမဟုတ်ပဲနဲ့အတိုင်းအဝိုင်းနဲ့အတူရှိနေတယ်ဆိုတာကိုပြတာပေါ့။ဟာကဲ့နားလည်ပါပြီ။နောက်ဆုံးအခန်းကြီးဆက်ရှိကတော့တက်ကက်ကိုစီးချင်းမှာ တမျိုးလေးဖြစ်သွားစေတယ်။ပေါ်လူဖြစ်တော့ငါသည်ကိုလက်လက်ရေး၍နှုတ်ဆက်လိုက်၏။ငါကိုချီနောင်လက်ရှိသောတန်ကြိုးတို့ကိုအောင်မြင်ကြလော့။ ်ဂျေဇုတော်သည်တင်တို့၌ရှိပါစေသောအာမင်ဆိုပြီးကိုရန်လက်မှတ်ထိုးပြီးအဆုံးသတ်ထားတာဟုတ်ပါတယ်အကျဉ်းသားတိတော့ရဲ့လေရင်နဲ့နှုတ်ဆက်စံကသူ့ရဲ့ဒုက္ခဆင်းရဲကိုတတိယပေးဖို့တောင်းဆိုမှုဒါပေမဲ့အဆုံးသတ်မှာတော့ဂျေဇုတော်နဲ့ပဲအဆုံးသတ်တာကသူ့ရဲ့စိတ်နှလုံးသားသူ့ရဲ့ယုံကြည်ခြင်းခိုင်မာမှုကိုဖြိုပြနေသလိုပဲနော်အဆုံးသတ်ပါဒီခန်းကြီးတစ်ခုလုံးကိုပြန်ခြုံကြည့်ရင်လေ The Wise Believers ရဲ့လေလာချက်တွေနဲ့လေ ကိုက်ညီတဲ့အထီးကလက်တွေ့ကျင့်သုံးရမယ့်အချက်၄ချက်လောက်ထုံလို့လို့ရမယ်ထင်တယ်။ပထမတစ်ခုကဆူတောင်းခြင်းကိုအသက်တာရဲ့ဦးစားဖြစ်ဖြစ်ထားဖို့လိုလေ။ခက်ခဲမြဲမြဲ၊နှိုးကြမှု၊ဂျေဇူးတည်တတ်မှုနဲ့ဆူတောင်းရမယ်။အထူးသဖြင့်ကိုကိစားတဲ့ A1 ကိလေသာရောပြန့်နှံ့ဖို့အခွင့်တကားတွေပြွန့်ဖို့ဆူတောင်းခြင်းကမရှိမဖြစ်လိုအပ်တယ်ဆိုတာပေါ့။ဒုတိယကလောကသားတွေနဲ့ပညာရှိရှိဆက်ဆံပြောဆိုဖို့ပါ။အချင်းကိုအကျိုးရှိရှိတုံရမယ်။ကိုယ့်ရဲ့အတ္တတရောစကားပြောဆိုမှုကပါဖျားရဲ့ကျေးဇူးတော်ကိုထင်းသက်စေရမယ်။ ပြောရတဲ့စကားဆွဲဆောင်မှုရှိရမယ်လူနဲ့အချင်းနေလိုက်တင့်တော်တဲ့အဖြစ်ဖြစ်ရမယ်ဆိုတာမျိုးပေါ့တတိယကခရီးမေတ္တာရရယ်ခိုင်မာနှွေးထူးမှုရဲ့တံပိုးပါတဝနဲ့တဝထောက်ပံ့အားပေးဆူတောက်ခွေတဲ့အတိုင်းဝင်ကတစ်အရေးကြီးတယ်ရှင်ပေါင်းလူကိုယ်တိုင်ကသူ့ရဲ့မိတ်ဆွေတွေလို့ဖော်ဆောင်ဖက်ကြီးဘလောက်အဖိုးတန်လဲဆိုတာသိပြီးသူတို့ရဲ့ကုညီမှုတစ္ဆာဆောင်ဒီမှုကိုမှတ်တမ်းတင်ထားတာတွေ့ရတာစတုထအချက်ကတော့ကိုစီရထားတဲ့တာဝန်ကိုတစ္ဆာရှိရှိထမ်းဆောင်ဖို့ပဲအကြီးခုပ်ကိုတတိပေးတော့လို့ပေါ့ ယုံကြည်သူတိုင်းမှာဖျားပေးထားတဲ့အမှုတော်စုကျေးစုတာဝန်တွေကိုဂရုတစိုက်နဲ့အဆုံးတိုင်အောင်ထမ်းဆောင်ဖို့တာဝန်ရှိတယ်ဆိုတာပါဒီအချက်တွေအလုံးကဘာကိုစုစည်းပြနေလဲဆိုတော့လေခရိယံယုံကြည်ခြင်းဆိုတာဥနောက်ထက်ကအတိယာသက်သက်ဒါမှမဟုတ်ခံစားချက်သက်သက်ပဲမဟုတ်ဘူးကိုယ့်ရဲ့စုတောင်းကျဲလူမှုဆက်ဆံရေးအတိုင်းအဝိုင်းနဲ့ပတ်သက်ဆက်မွေမှုတာဝန်ယူမှုတွေထဲမှာလက်တွေ့ကျကျပုံဖို့အသက်ရှင်နေထိုင်ရမှာဖြစ်တယ်ဆိုတာပါပဲတကယ်ကိုရှင်းလင်းတဲ့အနစ်ချို့ပါပဲခင်ဗျာ ဒီအချက်တွေကိုဒီနေ့ခေတ်ကျွန်တော်တို့ရဲ့လက်တွေ့ဘဝနဲ့ဘလို့ချိတ်ဆက်ပြီးစဉ်းကျင်တုံးတက်နိုင်မလဲပထမဆုံးစူတောင်းခြင်းကို ပြန်စဉ်းစားရင် ကျွန်တော်တို့ရဲ့အစူတောင်းခြင်းတွေကဘလောက်အထိခန့်ခန့်မြန်များနိုးချားမှုရှိနေပါသလဲကိုယ့်ရဲ့လိုအပ်ချက်တွေအပြင်ရှင်ပေါလုလိုမျိုးဧဝံဂျေလိတရားဟောပြောဖို့အခွင့်တကားတွေပွင့်လာဖို့ဖျားနိုင်ငံတော်ရဲ့ကြေပြန့်ဖို့ဘလောက်အလေးပေးပြီးအချင်းယူစူတောင်းခြင်းနေပါသလဲအင်းဒါစဉ်းစားစရာပဲဒုတိယက ပြင်းလူတွေနဲ့ဆက်ဆံရမှာပေါ့ကိုယ့်ရဲ့အပြောအဆိုဟာကျေးဇူးတရားနဲ့ပြည့်စုံပြီးစားနဲ့နေထားသလို ဖြစ်နေရလားအမှန်တရားကိုပြောတဲ့အခါမှာတော့နားထောင်တဲ့သူကိုထောက်ထားပြီးနူးညံ့သင်မွေ့မှုနှလုံးဖွယ်ဖြစ်မှုတွေရှိရလားအဲ့ဒီအခွင့်ကောင်းကိုအတုံးပြုခြင်းဆိုတာကိုကနှင်းစင်အလုပ်ခွင့်မှာကျောင်းမှာအွန်လိုင်းကပေါင်းတင်ဆက်ဆံရေးတွေမှာဘလို့တတိထားပြီးကျင့်သုံးနိုင်မလဲကိုယ့်ရဲ့အတ္တတာနဲ့စကလုံးတွေကတိတ်ဆိတ်စွာနဲ့တတ်တည်ခံရရလားဆိုတာပေါ့ဟုတ်ပါတယ် အရေးကြီးတဲ့မေးခွန်းတွေပါတတိယကခရိယမီထာယရဲ့တန်ဖိုးကိုဘလောက်နားလည်ထားပါတလဲအဖရက်လိုမျိုးကိုယ့်ရဲ့ယုံကြည်သူညီအကိုမောင်နှမတွေအတင်းတော်သားတွေဝิญဉ်ရေးမှာရင်းချက်ပြီးဖြည့်စုံလာဖို့စိတ်အားထက်သန်စွာနဲ့ဆူတောင်းပေးဖြစ်ပါသလားမာကုကိုပေါ်လိုအခွင့်အရေးပြန်ပေးခဲ့သလိုအားနည်းတဲ့သူတွေဒုတိယအခွင့်အရေးလိုအပ်နေတဲ့သူတွေကိုလက်ခံကြိုဆိုပြီးအားပေးတတ်တဲ့စိတ်မျိုးရှိရလား ဒီနောက်ဆုံးကကိုရဲကူတာနှုတ်ဆက်ခြင်းတွေကလူသားဆက်ဆံရေးရဲ့နှွေးထွေးမှုနဲ့အရေးပါပုံကို တကယ်ပဲပြနေတာနော်မှန်ပါတယ်နောက်ဆုံးတစ်ချက်ကတော့ကိုရထားတဲ့တာဝန်ကိုဘလောက်အလေးထားလှုပ်ဆောင်နေလဲဆိုတာပေါ့အဲ့ရခိပူလိုပဲဖျားပေးထားတဲ့အမှုတော်ဖြစ်ဖြစ်အလုတ်တာဝန်ဖြစ်ဖြစ်မိသားစုတာဝန်ပဲဖြစ်ဖြစ်ဒါတွေကိုစစ်စစ်ဆောင်ဆောင်ပြီးတော့အကောင်းဆုံးလှုပ်ဆောင်နေရလားဆိုတာကိုကိုကိုပြတ်မေးဖို့လိုအပ်မယ်ထင်ပါတယ် ဟုတ်ကဲ့ဒီနေ့ကျွန်တော်တို့ခေါ်တဲ့အခန်းကြီး၄ကိုအတူတကွာဖြတ်တန်းဖြေကြတာတကယ်ပဲအချိုးရှိတယ်လို့ခန်းစားရပါတယ်ဟိုခရစ်တော် night အတရှင်ချင်းဆိုတဲ့ကြီးမြတ်တဲ့ theory တွေတာစူးတောင်းခြင်းနေ့စဉ်စကားပြောဆိုခြင်းအချင်းချင်းမိတ္တဟာယအဖွဲ့ခြင်းတောင်းဝန်ကျေပွန်ခြင်းဆိုတဲ့အင်မတန်လက်တွေ့ကြတဲ့အရာတွေ ਨੇ ဘလို့တိုက်ရိုက်ချစ်ဆက်နေလဲဆိုတာကိုကောင်းကောင်းမြင်တွေ့ခဲ့ရပါတယ်။ဟုတ်ပါတယ်။ဒီဆွေးနွေးမှုအဆုံးမှာလေစဉ်းစားစရာမေးခွန်းလေးတခုထားခဲ့ခြင်းပါတယ်။ရှင်ပေါလုကအေးဝံငယ်လီတရားအတွက်တကားဖွင့်ပေးဖို့ဆူတောင်းခိုင်းခဲ့တယ်။ပြီးတော့အပြင်လူတွေနဲ့စကားပြောဆိုဆက်ဆက်တဲ့အခါမှာပညာရှိဖို့ကျေးဇူးတရားနဲ့ပြေဝါဖို့အခြေအနေအလိုက်တင့်တော်တဲ့အဖြစ်ပေးနိုင်ဖို့အလေးပေးခဲ့တယ်လေ။ ဆိုတော့ဒီနေ့ခေယုံကြည်သူတွေအနေနဲ့ကိုကျင့်လည်နေရတဲ့ပုံဝန်းကျင်အအလုတ်ခွန်ပဲဖြစ်ဖြစ်ကြောင်းမိသားစုအွန်လိုင်းကပါလူမှုအတိုင်းဝိုင်းစားတဲ့နေရာလေးမှာပေါ့လေဖျားတခင်ဖွင့်ပေးထားတဲ့ဒါမှမဟုတ်ဖွင့်ပေးလာနိုင်တဲ့တမှုထူးခြားတဲ့တကားတွေခွန်လန်းတွေကိုဘလို့သတိပြုမိနိုင်မလဲဟုတ်ကဲ့ပြီးတော့အဲ့ဒီခွန်လန်းတွေကိုတွေးကြုံလာတဲ့အခါမှာရှင်ပေါ်လူတွင်တင်ခတဲ့ပညာဉာဏ်နဲ့ဂျေဇူးတရားကိုအသုံးပြုပြီးတော့ ို့မှာရှိတဲ့ဖျော်လွင့်ခြင်းအကြောင်းကိုတူတပါးကလည်းအကျိုးရှိစေမယ့်နီလာနဲ့ဘလိုဝေမျှနိုင်မလဲဒါကကျွန်တော်တို့အားလုံးဆက်လက်ပြီးတော့စဉ်းစားဆင်ခြင်သွားရမယ့်အချက်ထင်မယ်လို့ထင်ပါတယ်ဟုတ်ကဲ့တကယ်ကိုကောင်းတဲ့စဉ်းစားစရာမီခွင်းပါပဲဒီနေ့ဒီအကြောင်းအရာကိုအတူတကလေ့လာခွင့်ရတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်နောက်တစ်ချိန်မှာကျွန်တော်တို့ပြန်လဲဆုံတွေ့ကြပါမယ်ခင်ဗျာဟုတ်ကဲ့ကျေးဇူးတင်ပါတယ်